ကဲအားလုံးပဲမင်္ဂလာပါကျော် AOB YouTube channel နေပြီးတော့ကျော်ဝန္ဒနာတူညီကိုတွေမျိုးတွေရောင်းရင်းနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့နော် Saturday စနေနေ့နော်စနေညဖြစ်တာနဲ့ညီပွဲကြီးပွဲကောင်းတွေဆုံဆုံလင်းလင်းရှိလာတယ်ဒီလိုစနေညမှာကျွန်တော်ညီကိုတွေအတွက်ထပ်မံပြီးတော့အကျိုးပြုပေါင်းပြစေနိုင်မယ်နော်ဒီပွဲလေးတွေကျွန်တော်ထပ်မံပြီးရွေးထုတ်ထားပါတယ်ပထမဆုံးပွဲလေးနေနေကတော့ကျွန်တော်ဒီနေ့ညရဲ့ match of the day big match လို့ပြောလို့ရတဲ့ England Premier League ရဲ့အကောင်းဆုံးဒီနေ့ညရဲ့အကောင်းဆုံးပွဲ Chelsea နဲ့ လီဗာပူးရဲ့ပွဲစဉ်လေးကိုကျွန်တော်ပထမဆုံးအနေနဲ့ prediction လုပ်ပေးသွားပါမယ်ည7:00နာရီမှာ Chelsea Queen Stamford Bridge မှာ ရှင်ပြိုင်ကစားတွားကြမှာဖြစ်ပါတယ်ဒီပွဲမှာလီဗာပူးကနေပြီးတော့ Chelsea ကို Bori Ze level 40ရှုံးဂိုးပေါင်းစည်းအနေနဲ့ကတော့3 minus 20ဆိုပြီးတော့ဒီဈေးရန်လေးဖွင့်ပေးထားပါတယ်အဲ့တော့နှစ်သင်းလုံးရဲ့လက်ရှိအနေအထားစုဖွဲ့မှုလူစည်းရဲစုဖွဲ့မှု current form ကိုပြောရရင်တော့ဒီနှစ်သင်းကဒီနေ့ညမှာဘယ်အသင်းတာတယ်ဘယ်အသင်းတာတယ်ကတော်တော်ကိုပြောရခက်ပါတယ် တော်တော်ပြောရခက်ပါတယ်ဒါပေမဲ့ဒီအအနီကပြစ်ဒန်းဒီဒန်ယာလူစင်းနေပါရီနဲ့စာရင်ဒီလီဗာပူးကချက်စီထက်နည်းနည်းလေးပိုတာတွေကိုကျွန်တော်ဒီဘက်မှာပြောလို့ရတယ်ချက်စီဆိုရင်တော့ဒီနောက်ဆုံးပွဲတွေမှာ၃ဝက်ဆက်နော်ဒါအနီကနဲ့ချက်စီနဲ့ကတော်တော်လေးကိုကန်ဆက်နေတယ်လို့ပြောလို့ရပါတယ်ဒီ player ဒီ the injury list ဒီဒန်ရလူစင်းမှာလဲ Liverpool တက်စာရင် Chelsea ကတော်တော်လေးကိုစိုးပါတယ်ဒီတိုက်စစ်မှာ Kobama တော့ injury Dofu ဒီမြင်းညမှာပါဝင်မှုမသေးကြသေးဘူး Leon Dilett ပါဝင်မှုမတေချာသေးဘူး။နောက်ပြီးတော့ဒီစန္ဒာဘတ်မှာဆိုရင်တော့ဒီချာလိုဘနီကက်ပြစ်တန်နဲ့နီနီရဲ့ဝက်စလီဖိုဖာနာဒဏ်ရာပြန်ရတယ်။နောက်ဒီတိုးစင်ဒဏ်ရာရနေတယ်။ဒီလိုမျိုးချက်စီကဒီလီဗာပူးထက်တော်တော်လေးကိုတည်းလူစင်မှာတော်တော်များပါတယ်။ လီဗာပူးမှာဆိုရင်တော့ကျွန်တော်ဒီအလစ်ဆင်ဘတ်ကကိုသမားနော်ဒီအရင်ပွဲကလတ္တာစာရီချန်ပီယံလိမှာတင်ရခဲ့တဲ့ဒဏ်ရာကဒီဒီဇင်ဘာထိနားရမယ်ဆိုတော့ဒဏ်ရာရဲ့နောက်ပြီးတော့သူတို့ရဲ့ထောင်တိုင်းစစ်မှုအဓိကနောက်ပိုင်းဂိုးလေးတွေသွင်းနေတဲ့ဟူဂိုအီဂီတီဂီဒီနေ့ညမှာပါဝင်ဖို့မတည်ကြသေးဘူးဆိုပြီးတော့တင်းနေထွက်နေပါတယ်လီဗာပူးရဲ့ဒဏ်ရာရဲ့လူစင်းကတော့ဒါပါပဲအဲအဲ့တော့ကျွန်တော်ဒီနှစ်သေးရဲ့လက်ရှိ current form တွေကိုတွေးကြည့်ပါမယ်လီဗာပူးက6ပွဲဆက်တိတိကိုကြေးကြထားပါတယ် နောက်ပြီးတော့အဲ့ဒီ6ပွဲမှာလီဗာပူးကနှစ်ပွဲတိတိရှုံးခဲ့ပါတယ်ချယ်ဆီဆိုလည်းတိတ်ပြီးတော့ထူးမခြားတာပါပဲနောက်ဆုံး6ပွဲမှာเนาะဒီ9ပွဲတိကိုကြေးကြပြီးတော့9ပွဲကသူတို့အနေနဲ့2ပွဲပဲရခဲ့တဲ့အခြေအနေတိကိုဖြစ်နေတာပါအဲ့တော့ဒီနေ့ညမှာဒီနေ့သင်းကဒီလက်ရှိလူစင်စုဖွဲ့မှု current form တွေကိုကြည့်မယ်ဆိုရင်ဘယ်သင်းတာလဲဘယ်သင်းတာလဲပြောရတော်တော်ခက်ပါတယ်နောက်ပြီးတော့ဒီဖွင့်မိထားတဲ့ body ဈေးတန်းကလီဗာပူးကချယ်ဆီအိမ်ခွင့်မှာဆိုရင်ပုံမှန်ဆိုရင်သူတို့အနေနဲ့ level 50အထက်မှာ နှစ်တိုင်းနှစ်တိုင်းဖွင့်ပေးနေကြအချိန်ကြီးရှိပါတယ်။ဒါပေမဲ့ဒီအချိန်ကလည်းပဲ90အောက်ရောက်ပြီးတော့38လို့လို့40လို့လို့ဖြစ်နေတဲ့ဟာကဒီလီဗာပူးရဲ့အခုအခုရာဒီနောက်ပိုင်းပွဲစဉ်တွေမှာသူတို့ဒီတော်တော်လေးကိုခံစစ်ကတော်တော်လေးကိုပောက်လာတယ်။နောက်ပြီးတော့ဒီခံစစ်ကပေးကိုးတွေပြန်လဲပြီးတော့ခွင့်ပြုပေးနေရတယ်။နောက်ပြီးတော့နိုင်ပွဲတွေရတဲ့အခါမှာလည်းတော့ဒီနောက်ဆုံးမိနစ်တွေကြီးမှာပဲဒါဟာတော်တော်အန္တရာယ်များတဲ့အချိန်တွေပါ။ဒီလိုမျိုးတွေဖြစ်နေတဲ့အချိန်မှာဒီချက်စီးအိမ်ခွင်းမှာ ဒီဘူးရဲ့ဒီ body ဈေးတန်းက level 50အောက်ကိုနည်းနည်းလေးတော့ရောက်သွားတာတော့ဒါပုံမှန်ပဲလို့ကျွန်တော်အနေနဲ့တော့မြင်တယ်ပြီးတော့ဒီလီဗာပူးဟာ Chelsea အိမ်ခွင်းမှာမနိုင်ခဲ့တာ Premier League မှာမနိုင်ခဲ့တာ2020နောက်ပိုင်းလုံးဝ Chelsea အိမ်ခွင်းမှာမနိုင်တော့ပါဘူး Chelsea ကဒီရလက်တွေဘလောက်ပဲစိုးနေတယ်ပျော်အောင်เนาะဒီသူ့အိမ်ခွင်းမှာဆိုရင်တော့ Liverpool ကို တူတင်ကိုတင်တော်တော်လေးကိုရှင်ကန်နိုင်တဲ့အနေအထားမှာရှိပါသေးတယ်ဒီဘွဲမှာတော့ဒါမဲ့ less than ရလူစင်းနေပါတယ်ကြည့်မယ်ဆိုရင်တော့ကိုပါမားတို့ဘာတို့ဒီတိုက်စစ်ကိုတူတူတန်တန်เนาะသူတို့ပါရင်သူတို့ဝင်လာရင်တိုက်စစ်ကိုတူတူတန်တန်ပံ့ပိုးပေးနိုင်တယ်တကယ်ထိထိရောက် လုံနိုင်ဂိုင်နိုင်တဲ့ player တွေမပါသေးတာကတော့ Chelsea အတွက်ဒီဘက်မှာထိုးနှက်ချက်ဖြစ်သွားမလားကျွန်တော်ကြည့်ရမယ်အဓိကကတော့ဒီ Enzo Maresca ရဲ့လူထုတ်ပုံစင်းရဒီဘက်မှာဖြစ်ပါပဲဒီတစ်ဖက်က Arne Slot ကတော့သူ့ရဲ့ဒီ first 11ဒီ Eddie မပါနိုင်ဘူးဆိုရင်တော့မှသူ asset ရှိတယ်ဒီ first 11ကိုလည်းသူတို့ဒီပုံမှန်သုံးပြနေကြ first 11ကိုပဲသုံးပြလာအောင်မယ်လို့ကျွန်တော်ကမြင်နေသိပြီးတော့ဒီဟို formation တွေ line တွေထူးထူးခြားခြားကြီးလုံးမှာမဟုတ်ဘူးအဓိကကတော့ Enzo Maresca ပါ Enzo Maresca ရဲ့လူထုတ်ပုံကိုကျွန်တော်အနေနဲ့ဒီညမှာတစ်ချက် စောင့်ကြည့်ခြင်းမှသေးတယ်အဲအဲ့တော့ဒီဂိုးပေါင်းဈေးကိုကျွန်တော်ပြောပါမယ်ဒီ2020နောက်ပိုင်း Chelsea အင်ကွင်းမှာ Liverpool နဲ့ Chelsea တွေ့ဆုံတဲ့အချိန်မှာသုံးလုံးအထက်ရောက်ခဲ့တဲ့ပွဲတပွဲပဲရှိပါတယ်ဒါကြောင့်မလို့ကျွန်တော်ကတော့ဒီ3-20ဒီ၃လုံးတည်ရင်ညီပါဈေးထဲမှာကျွန်တော်ကဒီနှစ်သင်းက2သင်းလုံးကကိုစီကိုစီမရှုံးအောင်ပဲကဲမယ်2သင်းလုံးကျွန်တော်ကမြင်တယ်လီဗာပူးဆိုရင်လည်းလက်ရှိပရီးမီးယားလိချန်ပီယံเนาะဒီတိုက်တန်ကိုသူတို့ ီ defense မှာဒီအချိန်မှာသူနောက်ပိုင်းပွဲစဉ်တွေမှာရလက်တွေဆိုးလာတဲ့ Stanford Bridge ကိုလည်းဒီခန်းစစ်ကိုတိတိကျကျလေးပြင်ဆင်ပြီးသူတို့လာမှာပဲချက်စီးဆိုရင်လည်းသူတို့တိုက်စစ်ကအရင်အားရစရာဒီယာဒီမှာတိုက်စစ်ကအရင်အားရစရာမရှိဘူးခန်းစစ်ဆိုရင်လည်းတော်တော်လေးကိုစိုးပါတယ်ချက်စီးဂိုးတွေပေးနေရတာတော်တော်လေးကိုစိုးပါတယ်နှစ်သိန်းလုံးကတော့ကျွန်တော်ဒီပွဲမှာအတွင်းဂိုးတွေအများကြီးမြင်တွေ့ရဖို့မရှိဘူးလို့ကျွန်တော်ကဒီပွဲကိုမြင်တဲ့ဒီ၃လုံးတည်းနီးပါး3-20ဈေးတန်းမှာကျွန်တော်ကတော့ဒီပွဲမှာအများဆုံးရောက်လေ၃လုံးပဲလို့ကျွန်တော်က မြင်ပါတယ်ဒါကြောင့်မလို့ကျွန်တော်အနေနဲ့ဒီဘက်မှာ risk ကိုရွေးပါတယ်ကျွန်တော်စွန့်စားပြီးတော့ကျွန်တော် go out လေးကိုကျွန်တော်ကြိုက်ပါတယ်ကြောင်းညီကိုတွေ go out လေးကိုရွေးပေးခြင်းပါတယ်အဲ့တော့ဒီညကစနေညဖြစ်တာနဲ့ညီပွဲစဉ်တွေထပ်မံထပ်မံထပ်မံပြီးတော့အများကြီးရှိပါသေးတယ်အဲ့တော့ကျွန်တော်ရဲ့နောက်ထပ်အကြိုက်ပွဲလေးတွေကိုလည်းကျွန်တော်ရဲ့ Telegram channel မှာထပ်မံပြီးတော့တင်ဆက်သွားမှာမလို့ကျွန်တော်ရဲ့ Telegram channel လေးကို join တော့ပေးကြပါအောင်ကျွန်တော် Telegram channel link လေးကိုဒီ comment မှာကျွန်တော်ပင်အနေနဲ့ထားပေးထားပါမယ်ကျွန်တော်နောက်ထပ်အကြိုက်အကြိုက်တော့ပွဲလေးတွေထပ်မံပြီးတော့ Telegram မှာဒီညညစနေညဖြစ်တာအကြောင်းမလို့ပွဲတွေအများကြီးရှိပါတယ်ထပ်မံ ်တင်ဆက်ပေးအောင်ပါပါအဲ့တော့အဆုံးထိကြည့်ရှုပေးခဲ့ကြလို့ကျွန်တော်ညီကိုတွေအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ကျွန်တော်ရဲ့ YouTube channel လေးကို like and subscribe မလုပ်ရသေးရင် like and subscribe လေးလုပ်ပေးသွားကြပါဦးကျွန်တော်ညီကိုတွေအားလုံးပဲစနေညမှာနော်ဘာလို့လို့တင့်တယ်ပြီးတော့လောင်းတိုင်းပေါင်းပြီးတော့တရားပြောရှင်တဲ့နေ့ရက်လေးကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ